Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် TikTok follower နဲ့ Instagram follower ပါနော်တစ်ရက်ကို10ခုယူလို့ရမယ့် power website နဲ့ message ပါပေါ့ကျွန်တော်ရေဆုံး browser တစ်ခုတည်းဝင်လိုက်ပါ browser ထဲမှာအာကျွန်တော် this this version မှာချရပြီးတဲ့ link ကနေဝင်ပြီးတော့ဒီဒီ link ပါနော်ကျွန်တော်ဒီ link တွေကနေပြီးတော့ကျွန်တော် Twitter နဲ့အော် sorry Instagram နဲ့ TikTok follower 10ခုယူလို့ရပါတယ်ဒီ ဘောဒမှာပါကဒီမှာ wifi ရတူဟာတူ wifi ရဗျကျွန်တော်ဒီအောင် free instagram follower ဆိုတာထည့်လိုက်ပါဒီမှာဗျ instagram နဲ့ tiktok နှစ်ခုရှိပါတယ်အာကျွန်တော်က tiktok မသုံးတော့ဗျကျွန်တော် instagram နဲ့ပြပေးလိုက်မယ်နော်ဆို instagram မှာကိုယ့်ရဲ့ username ထည့်လိုက်ပါနော်ကျွန်တော် username ကကျွန်တော် username ဒီမှာကျွန်တော် instagram နဲ့ဝင်ကြည့်ပါမယ်ကျွန်တော် instagram မှာ followers ကတက်ရောက်ပဲရှိတယ်ဗောနော်ဒီမှာကျွန်တော်ရဲ့ design name က mong001 ဒီမှာယူအန်ဂျီမှာ001ပြီးကျွန်တော်အောက်က get face instagram follower နဲ့လိုက်ပါမယ် okay ဒါဆိုရင်တော့ကျွန်တော် follower ရပြီဗောနော်10ခုဒါမဲ့ तू က20နှစ်နေအတွင်း तू ကတဖြည်းဖြည်းချင်းထည့်ပေးတာဗော။ TikTok ဆိုလို့ရှိရင်ဒီ Bena က TikTok နှဲ့ပြီးတော့ကျွန်တော်ရဲ့ TikTok user name ပေါ့ကျွန်တော် TikTok မရှိတော့ကျွန်တော်တခုစမ်းပြအောင်ဗျာဒီ view လို့ရကြမယ်ပြီးရင် get TikTok follower နှဲ့လိုက်ပါဒီ view နေရာမှာတော့တော့ဆလမမားနဲ့အဲ့မှာတော့ brother တို့ရဲ့ဟာ user name တခုထည့်လိုက်ပါတော့နော် okay ဒါဆိုလို့ရှိရင်ဒီ user name တွေကိုသူက follower ဝင်သွားပါပြီဒါ instagram ပေါ့နော်ကျွန်တော်ခဏစောင့်ကြည့်ပါမယ် instagram follower တက်မတက် အာအခုတီးတော့မတက်လာသေးပါဘူးကျွန်တော်ခဏစောက်ပြီးလိုက်ပါမယ်သူကနည်းနည်းကြာတော့ပေါ့ကွာတရက်ကိုစေခုတော့တက်တယ်ဒါပေမဲ့သူချာချာကြီးမှ follower တက်တာပါအားလုံးပဲအဆင်ပြေကြပါစေ